အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ဒါအစီအစဉ်ကနေပြီးပြန်လဲပြီးကြိုလိုက်ပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါကျွန်တော်တို့ဒီဖြစ်ဒါ Liverpool အသင်းကြောင်းပြောရအောင်ဗောနော် လီဗာပူးကတော့ကျွန်တော်ဘာလူလူနဲ့ဒါကျွန်တော်တို့ပရီးမီးယားလိတိုက်တယ်ချန်ပီယံကိုဒါကျွန်တော်တို့ဖြစ်လာလို့မဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်လီဗာပူးသင်းနဲ့လက်ရှိမှာဒါကျွန်တော်တို့ဥရောပမှာကတော့ဒါကျွန်တော်တို့ပရီးမီးယားလိမှာဒါကျွန်တော်ဖလားအများဆုံးအသင်းအနေနဲ့ဒါကျွန်တော်တို့ပရီးမီးယားလိမှာဒါကျွန်တော်တို့ဒါအင်္ဂလန်အသင်းအနေနဲ့မတန်းတင်နိုင်တော့မှဖြစ်တယ်ပေါ့နော်အဲ့တော့ပြောချင်တာဒါဆူဖလားအေရဆိုတော့ဒါကျွန်တော်လီဗာပူးသင်းတို့တကယ်ကိုကောင်းမွန်နေရသည်ဒါတို့အနေနဲ့ဒါကျွန်တော်မျိုးကံပြိုင်ဘက်တရုတ်ဆိုတော့တို့မျိုးကံအင်္ဂလန်ဒါဘီပြိုင်ဘက်ဖြစ်တဲ့လီဗာပူးအသင်းအနေနဲ့ဒါကျွန်တော်တို့တော်တော်လေးကိုကျေးဇူးဆရာကောင်းငယ်တယ်ပေါ့နော်အဲ့တော့လာမယ့်ဒါကျွန်တော်တို့နွေရာသီဘာညာကြောင့်ပြောခင်မှာလက်ရှိမှာ ါဒါကျွန်တော်တို့ Liverpool အသင်းကိုလက်ရှိအချင်းကြီးရ appreciate လုပ်အောင် Liverpool အသင်းနေနဲ့ဒါကျွန်တော်တို့ဒါအမှန်တမ်းမှာဒီဗီဒီယိုအတွက် content idea ရတယ်လဲမနေ့ကဒါကျွန်တော် Liverpool နဲ့ WhatsApp WhatsApp ပွဲကြည့်ပြီးနောက်ပါမှာဒါ Liverpool ရဲ့ဒါကျွန်တော်တို့ commentator တယောက်ဖြစ်တဲ့ဒါသူပြောသွားတဲ့စကားတစ်ခုကျွန်တော်ကောင်းတယ်မှာဆွဲနေပါဘောနော်အဲ့တော့ commentator Liverpool ကိုက်ပွဲ commentator ဒါပါ Liverpool အသင်းရဲ့ commentator မဟုတ်ဘူးအဲ့တော့ပွဲ commentator တော့ဘာပြောသွားလဲဆိုတော့လက်ရှိမှာ Liverpool အသင်းကိုတော့ဒါကျွန်တော်ပြောသေးတယ်ဒါကျွန်တော်သူ့ရဲ့ အသင်းအောင်မဟုတ်ဘယ်နဲ့ဒါကြောင့်ဂျာဂျာကလော့ပြရဲ့အသင်းလည်းဒါကျွန်တော်တို့အာဒီစလော့လုတ်ပြသွားခဲ့တာအင်ပါတာမှချီးကျုပ်မှုခေါ်တယ်ပေါ့နော်တဟာတကယ်ရီရဲ့လက်တီပဲအခုချိန်မှာခုနကပြောခင်ဗျလက်ခံခြင်းလည်းရတယ်လက်မခံခြင်းလည်းရတဲ့အရာတစ်ခုကဒါကျွန်တော်လစ်ဗာပူးအသင်းနေနဲ့ဒါကျွန်တော်တို့ချန်ပီယံဖြစ်တော့မယ့်စကော့ကဒါကျွန်တော်လစ်ဗာပူးအသင်းရဲ့ဒါကျွန်တော်တို့ပိုင်ရှင်ကနေပြီးတော့အာနီစလော့ကိုဝယ်ပေးတဲ့ကစားသမားမဟုတ်သူစိတ်ကြိုက်ကစားသမားတယောက်မှမပါဘူးသူအနေနဲ့အခုလက်ရှိဒါကျွန်တော်တို့လက်ရှိလဘဘူးတင်ကဒါကျွန်တော်တို့ရှိတဲ့လူနဲ့ပဲသူရအောင်သူစုဖလားကိုယူသွားခဲ့အဲ့တော့ဟာစီးရဲ့လူကကောင်းတာဆိုတော့ အဲ့ဒါလည်းမှန်တော့မှန်ပါတယ်ဒါပေမဲ့ဦးနာပြောသူသူ့အနေနဲ့ဒါသူဒါဘယ်ဦးနာပြောသူပဲဒီပြတရားအနေနဲ့ကိုကြိုက်တဲ့ကစားသမားကိုမလူချင်မဲတော့မရှိဘူးဦးနာပြောသူသူ့အနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာခမရောကျွန်တော်မြင်မယ်အခုလက်ရှိလီဗာပူးအသင်းမှာခမရမပြောင်းလဲပဲနေမှာပြောင်းလဲစရာကြီးမှာအများကြီးရှိတယ်ခုလက်ရှိမှာဒါကျွန်တော်တို့ဒါဟိုဖလားရသွားလို့ဒါတိတ်ပြီးမသိတာရှိမယ်အခုလက်ရှိမှာလီဗာပူးအသင်းကပြောင်းလဲရမှာအများကြီးဥပမာလက်ရှိ example case တစ်ခုပြပြောအောင် အန်ဒရူးရောဘတ်ဆန်ကိစ္စရောဘတ်ဆန်ဆိုတာကျွန်တော်မနစ်ကလောက်ခရေကခြေကျနံဖြစ်တယ်အသက်အရွယ်အားဖြင့်30နှစ်မှရှိလာခဲ့ပြီအဲ့တော့ဒီဟာကြီးကိုခင်ဗျားတို့မှားမယ်ဆိုတာသိတယ်ခုလက်ရှိဒီနှစ်မှလည်းဒါအချိန်ကြီးရဒါရေရှည်ရအစိမ်းမပြေလောက်ဘူးဆိုတာလည်းသိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးလီဗာပူးတင်လုံးဝဟန်တယ်ဘလူးမှမလုပ်ခဲ့ဘူးဒါပြင်တိုက်စစ်ပိုင်းကိစ္စလက်ရှိမှာဒါကျွန်တော်တို့မနစ်ကလေးကဒါဝင်းနက်စ်ကအသင်းကထွက်ချင်နေပြီဒါပြင်ကျွန်တော်ဒီအေဂိုဂျူတာကဒန်ဟိုင်းနဲ့လုံးပတ်နေတဲ့ကစားသမားတိုက်စစ်ပိုင်းမှာလူမရှိဘူးအဲ့တော့ တေချာတကွဒီနှစ်မှာတော့ကျွန်တော်ဆာလာရဲ့ကက်တင်မှုတွေကအင်ပတန်မှအရေးပါခဲ့တယ်အခုမှနံပါတ်၄ကိုကြည့်ခင်ဗျာကြောက်စရာကြီးမိုဟာမက်ဆာလာရဲ့ဒီဒီပေါ်စမှာတော့ကျွန်တော်တို့ဒီနှစ်မှာတော့ကျွန်တော်တို့၁၈ဂိုးတွင်ထားပြီးတော့ဒါ၂၈ဂိုးဖန်တီးပေးထားတယ်ခင်ဗျာဟိုနတော့၂၈ဂိုးတွင်ထားပြီးတော့၁၈ဂိုးဖန်တီးထားတယ်ခင်ဗျာကြောက်စရာကြီးဂိုးပဝင်ပတ်သက်မှုကအလုံးပေါင်း၄၅ဂိုးရှိတယ် ခင်ဗျာပြန်တွက်ကြည့်ရင်ခင်ဗျာအခုလက်ရှိဒါကျွန်တော်တို့ဒီလိုမျိုး level မှာဒါ Lionel Messi တို့ Ronaldo တို့မရှိရတဲ့ဘက်မှာဒီနံပါတ်တွေကခင်ဗျာအင်မတန်မှကြောက်ဖို့ကောင်းတဲ့နံပါတ်တွေဖြစ်တယ်အဲ့တော့ပြောချင်တာဒါခုနတချို့ကြာ Arnis လို့ကောင်းသွားတယ်ဘာညာဆိုတော့ Arnis လို့ကောင်းသွားတယ်ဆိုတာခုနကခုနပြောလို့ပဲသူ့အနေနဲ့သူ့စိတ်ချက်ကစားသမားဆိုသူ့အနေနဲ့ရှင်းရဲကစားသမားရဲ့သူဒီကစားသမားကိုဘယ်လိုဖြစ်ညစ်ပြီးတုံးအောင်လဲသူ့အနေနဲ့အကောင့်ဆုံးစူးစမ်းခဲ့အဲ့တော့ လက်ရှိဒီနှစ် Liverpool အသင်းကို appreciate ဘာလို့အကြီးကျယ်လောက်အောင်လဲဆိုအဖြေကရှင်းရှင်းလေးသူ့အနေနဲ့ဒီနှစ်မှာဒါပြိတ္တတွေလည်းဆောင်းဝန်းတော့ပြိတ္တတွေအားပေးမှုကအင်မတန်မှကြောက်ခမလေးလေးရှိတယ်အခုလက်ရှိမှာဒါကျွန်တော်တို့အသင်းရဲ့ကစားသမားတွေလည်းတော့တယ်အခုလက်ရှိမှာအသင်းရဲ့ကစားသမားတွေ drama တွေဘလောက်ပဲရှိရှိအသင်းကစားသမားတွေနဲ့အခုလက်ရှိမှာဒါကျွန်တော် Liverpool အသင်းအတွက်လုံးဝ100%အသင်းအတွက်ပေးဆက်ခဲ့ရဆိုလုံးဝငြင်းစရာမလိုဘူးနောက်တစ်ယောက်နောက်တစ်ခုအနေနဲ့ဒီအကြီးအမားဆုံးပြောရမှာဆိုနီးပြပဲ Arsenal အနေနဲ့ဒီလက်ရှိ manager ရဲ့မှာအင်မတန်မှဒါကျွန်တော်တို့လုံးဝကို next level တစ်ခုပေါ့နော် next level ဖြစ်နေတဲ့အသင်းအတွက်ကိုဒါလုံး ြသွားခဲ့တာကချီချူမှာငါကတော့ဘယ်လိုပဲလီဗာပူးရဲ့လက်ရှိ squad တွေရလက်ရှိပုံစံမျိုးရဒီအသင်းကဖလားတလုံးပဲရမှာကျွန်တော်အမြဲတမ်းခင်ဗျားကိုပြောသူပဲနှစ်တိုင်းကျွန်တော်ဒါအခုလက်ရှိဒါကျွန်တော်3နှစ်လောက်ရှိပြီလီဗာပူးအသင်းကလက်ရှိလူစည်ရင်းနဲ့ဒါကျွန်တော်တို့ခုနကလက်ရှိလူစည်ထက်2ယောက်3ယောက်လောက်ထပ်ပြီးအတော်လုံးလိုက်ရင်လီဗာပူးအသင်းကလက်ရှိမှာဖလားနှလုံးနဲ့3လုံးကိုအိတ်ထဲမှာ AC ရထည့်လို့ရတဲ့အသင်းတစ်သင်းဖြစ်မှာတကယ်ခင်ဗျားတကယ်ကိုအိတ်ထဲကို AC စစ်စစ်ထည့်လို့ရမယ့်အသင်းတစ်သင်းဖြစ်မှာ ဒါပေမဲ့အဲ့ဒီအသင်းကဘာလို့မဖြစ်လာလဲခုနပြောသပဲဒီညမှာခုနကနောက်ဆုံးပိုင်ပိုင်ရှင်ကြောင့်မကမပြန်ပြောမှာ FG နေနဲ့နှစ်တိုင်းရောင်ရဲတင်းတိမ်မှုတွေရှိခဲ့တဲ့အတွက်ကြောင့်မလို့လစ်ဗာပူးအသင်းကဒီထက်ပိုပြီးဖလားပုံမရတာ I stand my what I say အမြဲတမ်းနှစ်တိုင်းကျွန်တော်အဲ့ဒါပဲ stand my ဘာလို့ဟုတ်တယ်လစ်ဗာပူးလက်ရှိနီးပြပိုင်ရှင်တွေကခုနကသူများအသင်းဒီဇိုင်းနည်းနည်းလေးပူကောင်းတယ်နည်းနည်းလေးပူကောင်းဒါပေမဲ့ခုနပြောသပဲလက်ရှိလစ်ဗာပူးရဲ့ပိုင်ရှင်တွေကရောင်ရဲတင်းနေတယ်သူတို့နေနဲ့ခုနပြောသပဲဒါပုံမွေလေးနဲ့ဂုံးဂုံးကခမရပြပြမယ် လီဗာပူးရဲ့လက်ရှိပိုင်ရှင်နဲ့လက်ရှိလီဗာပူးအသင်းကဘယ်တော့မှ triple ရဖို့တော့တော်တော်လေးကိုအခြေအနေမကောင်းဘူး။ဘာကြောင့်လဲသိလား။ဘာလို့ဒီ squad size ကြောင့်မလို့။နာမည်နူယာဒီမှာအတိဝင်ပြီးဟာအာရီစတော့ကဒီလူနဲ့တောင်တော့လောက်တက်တာပဲ။ငါတို့တွေကဒီဒီအသင်းကိုငါတို့နှစ်ယောက်သုံးယောက်လောက်ထပ်ပြေးပေးလိုက်မယ်ဆိုရင်ဒီအာရီစတော့ရဲ့အသင်းကဘယ်လောက်ထိကောင်းသွားမလဲဆိုတဲ့ mentality မှာလီဗာပူးအသင်းကရှိမတည်ဘူး။ဘာကြောင့်တို့လိုဒီလိုအတက်ပြောနေလဲ။ခင်ဗျနှစ်တိုင်းကျော်ဒီလိုမြင်လာခဲ့တာမဟုတ်ဘူးလား။ တနစ်မှာဒါပရီမီယာဟာဒီအသင်းကိုငါတို့2ယောက်3ယောက်အက်တောင်လုပ်လိုက်ရင်ဒီအသင်းကခုနကဘယ် travel ရမှာအာနိုကိုတိုင်ရတဲ့ကစားသမားတွေကိုတိုင်အန်ဆာဒီလိုမျိုးယုံကြည်ပြီးသားပဲဟုတ်တယ်ဟုတ်အဲ့လိုမျိုးဒါခုနကဘယ်ကစားသမားတွေကိုတိုင်တော့ယုံကြည်နေတယ်ချာချာ club တွေတည်းကပဲဒီအသင်းလေးကိုမှနောက်ကစားသမား2ယောက်3ယောက်ကိုခင်ဗျာထည့်ကြည့်လိုက်ဒီအသင်းကခုနကပူပြီးတောင်းအများကြီးကျွန်တော်ခုနကလူကြော်မြတ်နေတာလူဝဲလူဝဲလူဝဲခိုင်းတာခုနကပဲကျွန်တော်ဒါ superstar signing နေခင်ဗျားတို့ဝယ်ခိုင်းနေတာမဟုတ်ဘူး ဒါပေမဲ့လာမန်နူရဒီမှာစူပါစတာဆိုင်ကနေလူပြီးဘောနော်ဘာလို့ဆိုမန်ချက်စတာစီးတီးပြန်ကောင်းတော့မှာဘာဘလောက်ပဲအခုချိန်မှာဒီနေ့မှာစီးတီးညံ့တယ်ပဲပြီးတော့လာမန်နူရဒီမှာတကောင်ပက်ပေါ်ဆိုပြန်တက်လာပြီးအာစနယ်ပြန်ကောင်းလာလိမ့်မယ်အာစနယ်ပြန်တက်လာလိမ့်မယ်ပြီးရင်ခုနကဘောကျန်တဲ့အသင်းတွေကောင်းလာနိုင်တယ်ခုနကဘောသူပဲချက်စီးလို့ဘောပြန်ကောင်းလာနိုင်တယ်ပြီးရင်ခုနကအသင်းငယ်တွေကဒါဖြတ်မြင်းတွေဆက်လက်ပြီးထွက်တော့ထွက်ပေါ်လာအောင်မှာပဲအဲ့တော့ပြောချင်တာကလာမန်နူရဒီမှာဒီခုနကဘောပူပူပြီးကောင်းလာမယ်ပရီးမီယာလိအသင်းတွေကိုပဲတွေ့ရမှာတော့ပြောချင်တာကအာနီစတော့ရဲ့တိုက်တွေကိုလာမန်နူရဒီမှာပို့ပြီးတစ်ဖက်အသင်းရဲ့နီးပြန်တွေကဖောင်းအောင်ဖြစ်ထားပြီးပြီးသားပဲ။ အခုချိန်မှာဟုတ်နာပေါ်ပဲဒါတကယ်တမ်းဟိုနင်လားငါလားဟဲ့မူမန့်တွေမှာတော့တကယ်ရုန်းကန်လာတဲ့အချိန်တွေရှိလာခဲ့တယ်။ဒါပေမဲ့အဲ့ဒါကဘာကြောင့်လဲ။လူစင်းကြောင့်ပဲ။ဒီပြနေသူနေဒီလူစင်းကိုပဲဒီလိုပဲဖြစ်ဖြစ်ပြီးတုံးတယ်။သူနေဘာမှအကွက်တွေလည်းပြောင်းလို့မရအောင်။ဒီဒုံးကြည့်တယ်မယ်။အဲ့တော့တစ်ဖက်ကဟိုဒီပြနေဒီဟိုသူနေဒီရှိတဲ့လူကိုပဲပြောင်းလဲပြီးတုံးနေရတော့ကြောင့်မလို့ ရှိတဲ့လူကပဲသူနဲ့ပြောင်းလဲပြီးသုံးနေရတဲ့အတွက်ကြောင့်မလက်ရှိမှာအာနိစွဲပြဿနာကဒါပဲကျွန်တော်အတွက်ကိုမြင်တာဗောနော်ဒီဟာကလက်ရှိအာနိစွဲပြဿနာကြီးကြီးမားမားဒါဦးမြင်တယ်ဗောသူနေရေရှည်ရဓာကြီးပဲသူတော့မှာဓာကြီးကိုခုနကပြောလို့ပဲဓာကြီးအများကြီးဘယ်တော့ကြောင်းလဲနေဗျာခုနကပြောဆာလာကိုဒါ twist overlap and overlap ဓာပဲလို့လို့ရမှာလေခုနကပြောသွားကစားသမားတယောက်ဆိုဒါခုနကပြောလို့ပဲမမေရ CD အသင် triple ရတဲ့နှစ်ကလုံးဝမှန်ခက်တယ်မမီလားခုနကပြောသွား full down ကိုပေးတတ်တာဘယ်မှမသိဘူး ခူလီယန်အဗက်စ်ဘယ်နာဆော့မယ်ဘူးမမသိအယ်လန်ဟာလန်ပါမလားမပါလားမသိကေဗင်ဒရိုင်းနာဘလူးဆော့မယ်ဘူးမမသိလက်ရှိမှာလီဗာပူးအသင်းနဲ့ဒါမျိုးလိုတယ်လီဗာပူးအသင်းတေးကြတခုကတစ်နှစ်မှာဖလားလုံရမယ်100% sure လက်ရှိပိုင်ရှင်းတယ်တစ်နှစ်မှာဖလားလုံကတေးကြရမယ်ဒါပေမဲ့ဒါပဲလားဒီဖလာတလုံးကလည်းခင်ဗျာကျွန်တော်တို့ဒါဟို Russian Roulette လို့ပဲဒါ Wine Lane လို့ပဲဘယ်လုံးကိုဘယ်လိုရမယ်မသိကံကောင်းရင်တော့ဒါကျွန်တော် National နဲ့ပတ်သက်ကဘာနဲ့ပတ်သက်ပြီးခြိတဲ့ဖလာရမယ်ကံမကောင်းရင်တော့ပြည်ရင်းဖလာလောက်ပဲရမယ် ဒီလောက်ပဲရမှာအဲ့တော့ပြောချင်တာလီဗာပူးအသင်းနဲ့နှစ်တိုင်းဒီလိုပဲဆက်ဖရဖြစ်တော့မှာလားအဲ့တော့ပရိသတ်တွေကတချို့ပရိသတ်တွေကလည်းခုနကပဲအိုကင်ဟာတို့သင်ကတစ်ထက်ကိုဖလားတုံးတော့ရရင်ဂျင်းနဲ့တဆိုအဲ့ဒါဆိုတော့ OK ရယ် FG နဲ့ကွက်တီပဲဒါပေမဲ့တချို့ကျတော့ဒါလူငယ်တွေကျတော့အောင်မြင်မှုစားတော့တယ်ပိုဆိုးတာခုနကပဲပြည်တွင်းလီမာတင်ကိုလက်ရှိအန်ဒီထားရတီတွေ့ကြမြင်ကြတဲ့အတိုင်းပဲအကုန်လုံးတွေ့ကြမြင်ကြတဲ့အတိုင်းပဲပြည်တွင်းလီမာတင်ကိုဟုတ်တယ်ဟုတ်ပြည်တွင်းလီမာတင်ကိုဒါကျွန်တော်တို့ဟို city အသင်းဘယ်လိုလုပ်ပြနေလဲဒါကျွန်တော် balance ကိုဘယ်လိုညီအောင်ဆိုအဲ့တော့ ပြောချင်တာကဒါလက်ရှိမှာ level 2တင်းနေဒီနှစ်မှာတော့အားချီချူတယ်ခုနကပြောလို့ဒါအားနှဆုပ်တယ်တအားသဘောကျဒီလူနဲ့ဒီဇင်းနဲ့ဒီရအောင်လုပ်ပြသွားတယ်ပြီးတော့ခုနကပြောသူ့လူချင်းမဟုတ်ဘဲနဲ့ဒါကျွန်တော်တို့ KS လို့တယောက်လောက်ကိုပဲခေါ်ထားပြတဲ့အသစ်သစ်အနေနဲ့လောက်လုပ်ပြနိုင်တာကိုပဲတော်တော်လေးကိုကျွန်တော်အနေနဲ့ချီချူတယ်ဒါပေမဲ့ခုနကပြောတော့ဒီပုံစံမျိုးနဲ့လာမဲ့နေရာတွေကိုတွားလို့တော့မရဘူးလာမဲ့နေရာခုနကပြောအဇန္နာအစ်ဆက်တို့ဘာတို့ကိုတကယ်တော်တဲ့ကစားသမားတကယ်အဆက်နန်းရှိတဲ့ကစားသမားနောက်လာခုနကပြောရမယ်ပြီးရင်ခုနကပြောလို့အသက်ကြီးကစားသမားတွေကိုအစားထိုးရတော့မယ် ဒါကြီးကိုကျွန်တော်ကျွန်တော်ဖင်ပိတ်ပြီးလောပြီးတော့အာနုမရှိတော့ဘူးအာနုမရှိတော့တဲ့ driver နေရာကို corner bradley နဲ့ yeast အဆင်ပြေပါမလား frame ball ဝင်ပါလားဘာလို့ ਆ မှာအဲ့တော့ပြောချင်တာကလာမယ့် new year ဒီမှာ fg တို့အုပ်စုအနေနဲ့ဖလားတစ်လုံးတည်မြဲရေးတွေ့တော့မှာတော်တော်လေးကိုစူးစမ်းအောင်မလို့မြင်နေကျွန်တော်ကတ်နက်တွေမလုပ်ဘူးအရေးကြီးတဲ့ဒါအခြေအနေမှာရှိရလို့ကျွန်တော်နေမြင်မိတယ်တိုက်စစ်မှုကောင်းအောင်အဆင်နဲ့ဒါပေမဲ့ဘလိုပဲပြောလက်ရှိမှာဒါကျွန်တော်တည်ကြတာကတော့ liverpool တင်းကတော့လက်ရှိဒါကျွန်တော် premier league တဲ့ challenge ဖြစ်သွားပြီလို့ပဲပြောရင်းနဲ့ပဲကျွန်တော်တော်ကုန်ပြပါ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကြည့်ရလို့စပောင်းကူညီလို့ရပါတယ်။မြန်မာလည်းကလစ်ဖို့မမိကြပါနဲ့ဗျ။မြန်မာကလစ်မမြင်နိုင်ဖြစ်ပါတယ်။အားလုံးမကြည့်တော့ပါနဲ့။ကောင်းမွန်သောနေ့ဖြစ်ပါစေ။ဆုမွန်အောင်တောင်းပေးနေပဲ။ကျွန်တော်တို့ရေနောက်မှဒါကျွန်တော်တို့အဲ AC2 ကြတာပေါ့။အားလုံးမကြည့်တော့ပါနဲ့။မြန်မာလည်းကလစ်ဖို့မမိကြပါနဲ့။မြန်မာကလစ်မမြင်နိုင်ဖြစ်ပါတယ်။ကျွန်တော်တို့ရေနောက်မှ AC2 ကြတာပေါ့။အားလုံးမကြည့်တော့ပါနဲ့။ကောင်းမွန်သောနေ့ကိုပိုက်ဆိုင်နိုင်ပါစေလို့ဆုမွန်အောင်တောင်းပေးနေပဲ။ကျွန်တော်တို့တောင်းခွင့်ပြုပါအောင်။အားလုံးမကြည့်တော့ပါနဲ့။ဒီပါဗျ။